ဘဝမှာကိုကိုကိုကောင်းအောင်နေဖို့ကအဓိကပါပဲကိုကိုကိုကောင်းအောင်ပြုပြင်နေဖို့ဟာဘဝမှာအရေးအကြီးဆုံးပဲကိုကိုကိုမှာကောင်းအောင်မပြုပြင်ဘူးကို့ဘဝကို့အဖြစ်ကိုမှကိုကဂယုမဆိုင်ဘူးဆိုရင်အဲ့ဒီမကောင်းတဲ့သူမကောင်းတဲ့ဘဝကြီးနဲ့နေနေရကမှာလေကိုပဲဆိုတာပြီးပြင်းပြင်းသိထားဖို့လိုတယ် ဒါကိုဆရာဇော်ကြီးကမင်းအိမ်ဆိုတဲ့ကဗျာနဲ့လူတွေကိုမိမောင်းထိုးပြခဲ့တယ်။မကောင်းမင်းအိမ်ကောင်းမင်းအိမ်နဲ့မင်းအိမ်ရွှဲဆိုအမိုးယူသောမညိုသည့်မှာမင်းတက်ဖာပေါ်အကာအခင်းပြည့်ယူရင်းသောမငင်းစေခြင်းမင်းတက်ပြင်ပေါ်အခွန်အနဲ့အရွက်အစောင်း မကောင်းမပြေဟောင်းထွေတွေကို အခြေနှင်းမြညံဖြင့်ဆ၍လုံလသက်သွင်းတစ်စီမင်းနဲ့မင်းနေတဲ့အိမ်ဟာ မကောင်းလေမင်းအိမ်ကောင်းလေမင်းအိမ်ပဲဖြစ်တယ်မင်းအိမ်မိုးမလုံလို့မိုးတွေယိုးနေရင်မင်းမဲတက်ဖာရမှာမဟုတ်လားမိုးမလုံနေတဲ့မင်းအိမ်ကိုမင်းတက်မဖာရင်လေမင်းမဲမိုးရီတွေစူရွှဲတဲ့ဓာတ်တွေခံရမှာဖြစ်တယ် မင်းအိမ်အကာခင်းနေပြည့်ရင်လဲမင်းပဲပြင်ရမှာပဲအကာခင်းနေပြည့်နေတဲ့မင်းအိမ်ကိုမင်းမမဖာရင်မင်းမမပြုတ်ပြင်ရင်မင်းမဲလေတံမိုးတံနေကြမ်းကြွန်ခြေနာတာတွေကိုခံရမှာမဟုတ်လားမင်းအိမ်မကောင်းသမျှမင်းမှာပဲတာဝန်ရှိသလိုမင်းအိမ်မိုးမလုံးလေမလုံးဖြစ်သမျှလဲမင်းမဲဆင်းရဲတံနေခံရမှာဒီတိုင်းမှာပဲမင်းအိမ်လိုပါပဲ မင်းဘဝမင်းအဖြစ်တွေမကောင်းရင်လေမင်းမှာပဲတာဝန်ရှိတယ်မင်းဘဝမင်းအဖြစ်တွေမကောင်းရင်မင်းမဲကောင်းအောင်ပြင်ရမှာမဟုတ်လားမင်းဘဝမင်းအဖြစ်တွေမကောင်းနေတာကိုမင်းမှမပြုတ်ပြင်ရင်ဘသူကလာပြုတ်ပြင်ပြီးလို့ရမှာလဲမင်းဘဝမင်းအဖြစ်တွေရဲ့ခေါင်းမိုးလို့ပြောရမယ်လောဘတွေဒေါသတွေမာနတွေအပြင်းစိတ်တွေအပြက်စိတ်တွေ မင်းမှာဖြစ်နေရင်လေအဲ့ဒီစိတ်တွေကိုမင်းပဲလောဘနဲ့အောင်ဒေါသတွေနဲ့သွားအောင် ပြိုင်ဆိုင်ခြင်းစိတ်တွေနဲ့သွားအောင်မင်းပဲပြုပြင်ရမှာမဟုတ်လားလောဘဒေါသမာမာနတွေနဲ့အောင်မင်းကိုမင်းမှာမပြုပြင်လို့လောဘဒေါသမာမာနတွေနဲ့ပူလောင်ဆင်းရဲနေရင်လေဘသူကအစာဝန်ခံပါလေမင်းပဲပူလောင်ဆင်းရဲခံစားနေရမှာမဟုတ်လား ီတိုင်းပဲမင်းအိမ်အကာခင်းနေပျက်စီးနေသလိုမင်းဘဝမှာလည်းအကျင့်နေပြည့်ဇရိုက်ဒီပြည့်အမေမွေးထားတဲ့လူကောင်းသူကောင်းဘဝလေးပျက်စီးနေပြီတော့သက်ဖြတ်ခိုးဆိုးလူနိုင်နဲ့မင်းဘဝကြီးပျက်စီးနေပြီမင်းအဖြစ်ဒီဆိုးနေပြီဆိုရင်လေမင်းမေကိုကိုကို ပြုပြင်ရမှာမဟုတ်လားပျက်စီးနေတဲ့ကိုဘဝမကောင်းနေတဲ့ကိုအဖြစ်ဒီကိုကိုမမပြုပြင်ရင် ဘသူကလာပြုပြင်ပေးမှလဲကိုမပြုပြင်လို့ကိုဘဝကိုဖြစ်တည်ပျက်စီးနေရင်လဲကိုပဲခံရမှာမဟုတ်လားဗုဒ္ဓကပြောတယ်အတ္တနာဟိကတံပါပံအတ္တနာတံကိလေသတိတဲ့မိမိကမကောင်းတာတွေလုပ်နေမကောင်းတာတွေပြောနေမကောင်းတဲ့စိတ်နေစိတ်ထားတွေရှိနေတယ်ဆိုရင်မိမိကိုယ်တိုင်ပဲညှဉ်းနှွမ်းသူမကောင်းသူကြီးဖြစ်နေမှာပေါ့တဲ့ အတနာဟိအကတံပါပံအတနာဝဝိတုဇတိမိမိက မကောင်းတာတွေမလုပ်ဘူးမကောင်းတာတွေမပြောဘူးမကောင်းတဲ့စိတ်နေစိတ်ထားတွေမရှိဘူးဆိုရင်လေမိမိပဲဖြူစင်တဲ့သူ ကောင်းတဲ့သူ ဖြစ်မှာပေါ့တဲ့ဒါကြောင့်ဏိကုံချုပ်ပြောရရင်မိမိဘဝမိမိကိုယ်ကိုကောင်းဖို့အတွက်ဆိုမိမိမှာပဲတာဝန်ရှိတယ်မိမိပဲပြင်ရမယ်ဆိုတာသိမြင်ပြီးတော့ ဘဝကို ကောင်းအောင်တည်ဆောက်နိုင်သူများဖြစ်အောင်ကြိုးစားကြရမယ်။ကိုကိုကိုအဲ့ဒီလိုလူကောင်းသူကောင်းအကျင့်ကောင်းဇရိုက်ကောင်းနဲ့ကိုဘဝကိုကောင်းအောင်ကိုအဖြစ်တည်ကောင်းအောင်တည်ဆောက်ပြီးပြီဆိုရင်လေကိုမိသားစုကိုရက်ကိုရွာကိုနိုင်ငံကိုလူမျိုး ကောင်းဖို့ဆိုတာလေကိုတို့မှပဲတာဝန်ရှိတာမဟုတ်လား။ကိုမိသားစုကောင်းစားဖို့ကိုမမလုပ်ရင်ဘသူကလားလို့ပြီးမှလဲ။ ကိုရက်ကိုရွာကိုနိုင်ငံကောင်းစားဖို့ကိုတို့မှမလုပ်ကြရင်ဘသူတွေကလာရောက်လုပ်ပေးမှာလဲကိုမိသားစုမကောင်းလို့ကိုရက်ကိုရွာမကောင်းလို့ကိုနိုင်ငံမကောင်းလို့အဲ့ဒီမကောင်းတဲ့မိသားစုမကောင်းတဲ့ရက်ရွာမကောင်းတဲ့နိုင်ငံကြီးမှာနေနေကြရတာဆိုရင်လေကိုပဲဆင်းရဲဒုက္ခတွေခံကြရမှာမဟုတ်လားဒါကြောင့်ဆရာစိုးကြီးကတို့လူတွေသတိထားမိစေဖို့ မကောက်မင်းအိမ်ကောက်မင်းအိမ်မင်းအိမ်ရွှဲစိုးအမိုးယိုသောမညိုသည့်မှာမင်းတက်ပါဘောအကာအခင်ပြည့်อยู่ယွင်းသောမငင်းစီခြင်းမင်းတက်ပြင်ဘောအခွန်အနဲ့အရွယ်အဆောင်မကောင်းမပြေဟောင်းထွေတွေကို အခြေနှင့်မြညံဖြင့်ဆ၍လုံလသက်သွင်းသစ်စီမင်းလို့ဆုံးမခဲ့တာဖြစ်တယ်။နောက်ဆုံးအတူချုပ်ပြောချင်တာကတော့ မင်းအိမ်မကောင်းရင်မင်းမဲတာဝန်ရှိတယ်မင်းမဲပြင်ရမယ်မင်းမပြင်ရင်လည်းမင်းမဲအဲ့ဒီမကောင်းတဲ့အိမ်ကြီးမှာနေရမှာဖြစ်တယ်ဒီတိုင်းပဲမင်းတို့ရမင်းတို့ရမင်းတို့မိသားစုမကောင်းရင်လည်းမင်းတို့ပဲတာဝန်ရှိတယ်မင်းတို့ပဲပြင်ရမယ်မင်းတို့မပြင်ကြဘူးဆိုရင်လည်းမင်းတို့ပဲအဲ့ဒီမကောင်းတဲ့ရရွာကြီးထဲမှာနေရမယ်မကောင်းတဲ့မိသားစုကြီးထဲမှာနေနေရမယ်နောက်ဆုံးအရေးအကြီးဆုံးတစ်ခုကတော့ မင်းဘဝမင်းခန္ဓာမင်းအဖြစ်ဒီမကောင်းနေရင်လေမင်းမှာပဲတာဝန်ရှိတယ်မင်းပဲပြင်ရမယ်မင်းကိုမင်းမပြင်ရင်မင်းပဲအဲ့ဒီမကောင်းတဲ့ဘဝကြီးနဲ့နေနေရမယ်ဆိုတာ မမေ့ပါနဲ့လို့ပြောကြရင်ဏီကုံချုပ်လိုက်ပါတယ်အားလုံးအားလုံးကိုဘဝကိုအဖြစ် ကောင်းအောင်ကိုတိုင်းတည်ဆောက်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဏီကုံချုပ်လိုက်ပါတယ်